ဒင်းသာရီတိုင်းတည့်ချောင်းမြို့နယ်မှာတိုက်ပွဲ၃ကြိမ်ဖြစ်ပွားမှုအတွင်စစ်တပ်ကဆက်၃ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်တနက်9လက်ကိုပါတပါးတဲ့သိန်းစီရရှိထားတယ်လို့တဝဲခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဒင်းသာရီတိုင်းတည့်ချောင်းမြို့နယ်မှာပြီးခဲ့တဲ့စက်တင်ဘာလကုန်ပိုင်းကတည်းကစစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အချက်ဖက်စစ်တပ်စစ်ကြောင်းကိုဒေါ်လာရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုနေရာမှာ ကြောက်လီကဂျေးရွာနဲ့ဗဒတ်ချောင်းကြီးဂျေးရွာဘက်တွေမှာအော်တိုဘားလာရှိရနေအပါဝင်တိုက်ပွဲပေါင်း၃ချိန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ပွဲတွေအတွင်းအချက်ဖက်စစ်တပ်ဘက်က73ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းတော်တော်များတာပြီးတိုက်ပွဲတွေအတွင်းကနေလက်နက်ခုနှစ်လက်နဲ့ခဲယံအချုပ်ကိုပါတော်လိုင်းတပ်တွေကတင်းစီရရှိထားသေးတယ်လို့တဝဲခိုင်တပေါင်းစုတာဝန်ခံရဲဘော်ရှယ်တို့ကပြောထားပါတယ်လက်ရှိတင်းတိုင်းတိုင်းပတ်မှာဒေါ်လာအင်းတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်တပ်ကပြန်လည်ထိန်းချုပ်ခြင်းတွေအတွက် စစ်ကြောင်းထိုးတာတွေတွားပွားလုံနေပြီမေသူတို့စစ်တပ်ဘက်ကသာအခုလိုတော်လိုင်းရေးတပ်တွေရဲ့တံပြန်တိုက်ခိုက်ချေမှုမှုကိုခံရတဲ့အခြေအနေတွေသာအမြဲလိုလိုကြုံတွေ့နေရတယ်လို့လေဒေတာတွင်းသတင်းရှင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျာတနင်္သာရီတိုင်းလောင်လုံးမြို့နယ်မှာရှိတဲ့ကြီးွာတွေကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးပြီးရွေးကောက်ပွဲမှာမဲလာထဲဖို့အတွက်အိမ်အောင်စုစီရင်လိုက်ကောက်နေတာကြောင့်ပြည်သူတွေထွက်ပြေးသိမ်းရှောင်နေရတယ်လို့ဒေသခံပြည်သူတွေနဲ့စီရင်တဲ့ရင်မြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါရယ် ပြီးခဲ့တဲ့နိုဝင်ဘာလ3ရက်နေ့မနက်ပိုင်းကနေစတင်ပြီးလောင်လုံးမြို့နယ်စခန်းကြီးရွာကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့်ကြေးရွာနေပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းဟာကြေးရွာအတွင်းဝင်ရောက်စီးနင်းပြီးတဲ့နောက်ရွာတွေကနေထွက်ပြေးတိမ်းရှောင်လာမရှိတဲ့ပြည်သူတွေကိုအကြမ်းဖက်စစ်ကောင်စီကပြည်လုံးမဲ့အတွေ့ရောက်ရွေးကောက်ပွဲမှာမဲထဲကြဖို့အတွက်စီယုံပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့အိမ်နောက်စုစီးရင်တွေကောက်ခံသွားတယ်လို့ဒေသတွင်းစီးရင်တဲ့ရင်းမြစ်ကပြောပါရယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းဟာလက်ရှိချိန်ထိစခန်းကြီးရွာအနီးမှာရှိနေတာကြောင့်ပြည်သူတွေဆက်လက်တန်းရှောင်နေရပြီးအဲ့ဒီစစ်ကြောင်းဟာဘယ်နေရာကိုဆက်လက်စစ်ကြောင်းထိုးမယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူတွေကပြောပါရယ်အခုလိုပဲအော်တိုဘောလာဘိုင်းကလည်းလောင်လုံးမြို့နယ်ကရင်ကြီးရွာကနေလောင်လုံးမြို့ပေါ်ကိုလာရောက်အင်အားဖြည့်ဖို့ရောက်ရှိနေတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကလည်းမြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်တွေကိုတွားရောက်ကောင်းရွေးကောက်ပွဲမှာမဲလာထဲကြဖို့လိုက်လံချင်းချောင်းနေပြီးအိမ်အောင်စုစည်းင်းတွေကောက်ခံသွားတယ်လို့လည်းသိရပါရယ်ရှင် လောင်လုံးမြို့နယ်ကမမကန်ရေစခန်းတက်ခိုက်ခံရပြီးတဲ့နောက်ရေစခန်းရှောင်ကွင်းလမ်းဖြစ်တဲ့မမကန်ရေပူစမ်းပတ်လမ်းကိုဖျက်ဆီးသွားလာတာမလို့ဖို့ဆေးအနာရှင်တက်ကတားမြစ်ထားပါတယ်။ဒီတင်းကိုတော့ဒွေဝါရှက်ဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။လောင်လုံးမြို့နယ်မမကန်ရေစခန်းတက်ခိုက်ခံရပြီးတဲ့နောက်ရေစခန်းရှောင်ကွင်းလမ်းဖြစ်တဲ့မမကန်ရေပူစမ်းပတ်လမ်းကိုဆေးအနာရှင်တက်ကဖျက်ဆီးသွားလာခွင့်ပေးလိုက်ပါတယ်။ရေစခန်းတက်ခိုက်ခံရပြီး6ရက်ကြာနိုဝင်ဘာလ10ရက်နေ့မှာအိုးဝေတုံပြီးအငှားရင်တစည်းဟာ ဒွေမျိုးကနေပတ်တဲ့အင်ရွာဘက်ကိုသွားဖို့အဲ့ဒီလမ်းဘက်ကိုဖျက်တမ်းလာတဲ့ချိန်ဆရာနာရှင်တပ်ကတနက်နေ့ပစ်ခတ်တားဆီးခဲ့တာပါအဲ့ဒီရင်မောင်းကိုရက်တန့်ဆစ်ဆစ်ပြီးတဲ့နောက်လမ်းဘက်ကိုဖျက်တမ်းသုံးမပြူကြဖို့ပြောလိုက်တယ်လို့သူပြီးရင်မောင်းနဲ့ဒေသခံတချို့ကပြောဆိုပါတယ်အဲ့ဒီလမ်းဘက်ကမမကန်ရေးဘူးစမ်းကနေမမကန်ကျေးရွာမှာရှိတဲ့ဆေးရုံနောက်ကိုဖောက်လို့ထားပြီးမမကန်ရဲစခန်းရဲ့အနောက်ဘက်မှာရှိတဲ့အတွက်ရဲစခန်းရှောင်းကွင်းလမ်းလဲဖြစ်ပါတယ် မမငန်ရန်စခန်းကိုရှောင်ကွင်းသွာလာခြင်းနဲ့ခရီးသွယ်ရာအဲ့ဒီလမ်းဘက်ကိုအများဆုံးတိုးပြကြတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မှာတော်လိုင်းရေးပူပေါင်းတပ်တွေကမမငန်ရန်စခန်းကိုတိုက်ခိုက်သေးပိုက်ကမိရှို့ဖျက်ဆီးခဲ့ပြီးတဲ့နောက်ဆရာသာရှင်တပ်ကအဲ့ဒီလမ်းဘက်ဖြတ်တန်းသွာလာတာကိုတားမြင်လိုက်တာပါ။ဒါကြောင့်ဒေသခံခရီးသွားတွေဟာအခုလက်ရှိမှာတော့မမငန်ရန်စခန်းရှိကနေပဲဖြတ်တန်းသွာလာနေကြရပြီး ဆရာနာရှင်တက်ကလည်းအရင်ကတည်းကစစ်ဆေးပုံမူတင်းကျပ်ထားတယ်လို့ဆိုပါရယ်ဒါပြင်ဆရာနာရှင်တက်ကဆန်းတယူခွင့်ကိုလည်းကတ်သတ်ထားတာကြောင့်ဒေသခံပြည်သူအချို့ခက်ခဲဖြစ်နေကြရတယ်လို့သိရပါရယ်တော်တော်ရေးပူပေါင်းတက်တွေတေးပိုက်မီးရှို့ခဲတဲ့မမကန်ရဲစခန်းကိုအခုလက်ရှိဆရာနာရှင်တက်ကပြန်လဲထိချုပ်ထားပြီးစခန်းပြန်ဆောက်နေတယ်လို့လည်းဒေသခံတွေကပြောပါရယ် အဲ့ဒီလိုပြန်လဲချောက်လို့နေတဲ့ချိန်ဆရာလာရှင်တဟာမမကန်နေမေရက်စကန်ဝန်ချင်ကကြေးရွာတွေကိုစစ်ကြောင်းထိုးနေလို့ဒေသခံပြည်သူတွေထွက်ပြေးတေးရှောင်နေကြရပါတယ်။တွင်တိုင်းတိုက်ပလောမြို့နယ်ကြောက်စုစစ်တကိတ်အနီးမှာပဲအချက်ဖတ်စစ်တပ်လက်အောက်ခံပလောမြို့အမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးစိုးဝင်နဲ့သူ့ရဲ့တပ်တော်ဆောင်တို့နှစ်ဦးကိုတော်လန်ရဲ့ရဲဘော်တွေကပြစ်ခတ်ရှင်းနေရမှာနှစ်ဦးစလုံးနေရာမှာတွင်ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင် သူတို့စီကတနတ်တလက်ကိုပါတင်စီရရှိခဲ့တယ်လို့ဘိတ်ခိုင်း PDF အမှတ်တတရင်ရဲ့တာဝန်ရှိသူကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ္တကရရှိထားတဲ့ဓာတ်ပုံထဲမှာလေအဲ့ဒီအုတ်ကြီးဇိုးဝင်းနဲ့သူ့ရဲ့တတ်တော်ဆောင်တို့နှစ်ဦးစလုံးလမ်းမာတဲ့အတုံးယုံတိန်နေကြတဲ့ပုံတွေကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အော်တိုဘာလ23ရက်နေ့ကပလောမျိုးနဲ့ကြောက်စုစစ်တပ်ကိအနီးမှာပဲဂျမ်ပါစစ်တပ်လက်အောက်ကပလောမျိုးအမှတ်လေးရက်ကွက်အုတ်ချုပ်ရေးမှုဇိုးဝင်းနဲ့သူ့ရဲ့တတ်တော်ဆောင်တို့နှစ်ဦး ဆိုင်ကနေထွက်လာတဲ့အချိန်တော်လန်ကြီးရဲဘော်တွေကပြက်ခတ်ရှင်းလင်းလိုက်ရမှာနှစ်ဦးစလုံးပွဲချင်းပြီးတွေကိုသိကုန်ကြတယ်ဆိုပါတယ်အဲ့ဒီနောက်အုတ်ကြီးစိုးဝေတို့နှစ်ဦးရဲ့မပါအလောင်းတွေစီကနေတနက်တလက်ကိုပါတော်လန်ကြီးတက်တွေကတပါတဲ့တင်းစီရရှိခဲ့ပြီးအဲ့ဒီအုတ်ချုပ်ရင်မှုစိုးဝေနဲ့သူ့တက်တော်ဆောင်ဟာအကျံဖတ်စစ်တဲ့အတွက်လူငယ်တွေကိုစစ်မှုထမ်းအဖြစ်ပေါ်တာဆွဲဖမ်းဆီးငွေညှစ်တောင်းရံတာတွေလုပ်နေုံနဲ့မကား စစ်တပ်အားကိုနေပြည်သူတွေကိုညီမျိုးစုံအနိုင်ကျင့်ဖိနှိပ်ချိန်ချောက်နေသူတွေဖြစ်ပြီး အခုတော့တိတ်ကုန်ကြပြီလို့ဘိတ်ခရိုင် PDF အပန့်တက်ရင်းရဲ့တာဝန်ရှိသူကပြောထားပါတယ်ခင်ဗျာ